မင်းခံစားရတယ်လို့မျိုးငါလည်းခံစားရပါတယ်။ဒါပေမဲ့ဘာစိတ်မပန်လဲကွာ။အချိန်တန်လို့ရှိရင်သူ့အတူအားလုံးအဆင်ပြေသွားလိမ့်မယ်။ငါတို့ကဆရာဝန်နေဆိုတော့ဒီလိုကိစ္စမျိုးဆိုတာမလဲမသွေကြုံကြုံရမှာကွာ။ဆရာကလေးဖေရဲ့ post ကိုဖတ်ပြီးပါလား။ post out မှာရေးထားတာတွေကဆူဆူဝါးဝါးတွေကြီးပဲကျွန်တော်လည်းအဲ့ဒါဖတ်ပြီးတော့စိတ်အဆင်မပြေလို့မအိပ်ဖြစ်တော့တာငါဖတ်ရပါတယ်လူတွေကလည်းကွာဒီလိုမျိုး post တွေတွေ့ပြီးဆိုရင်ဘယ်လောက်ထိမှားတယ်ဘယ်လောက်ထိမှန်တယ်ဆိုတာမသိဘူးကွန်မန့်မှာဝင်ဆဲဖို့ကြည့်ပဲအေးလေ ူတို့မှလည်းသူတို့ခံစားချက်ကိုစီနေဆိုတော့သူတို့ဆဲတာကိုအတိုင်းတာတစ်ခုတည်းရောလက်ခံပါတယ်ဖက်တတ်နိုင်မယ်ကွာအောင်ရင်ဆိုင်ကြတာပေါ့ဟုတ်လားအတင်းတာပေါ့ဆရာမိတ်ကြသေးဘူးလားအိပ်ပါတယ်ပြန်နိုးလာတာ